် MPL ဆိုတာဘာပြောရလဲပြီးတော့ Franchise League Open Qualifier နဲ့ Regular Season တွေ Playoff Stage တွေဆိုတာဘာတွေပြောရလဲဆိုတာကိုဒီဗီဒီယိုမှာဖျက်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ Let's go တော့ MPL ဆိုတာကတော့ Mobile Legends တိုင်းတိုင်း Professional League ကိုခေါ်တာဖြစ်ပါတယ်။နာမည်ကြီး MPL တွေဆိုရင် MPL Philippines ရှိမယ် MPL Indonesia MPL Malaysia MPL Singapore ဒါ MPL Cambodia MPL Brazil ဆက်ရှိနေတယ်နော်။ဒါတွေနိုင်ရှိပါတယ်။ဆိုတော့ဒီ MPL ကဘယ်လိုလောလောဆယ်လဲဆိုရင်ဒီ Franchise League နဲ့ Open Qualifier ဆိုပြီးတော့နှစ်မျိုး system နှစ်ခုရှိပါတယ်။ Franchise League ကကျတော့ဘယ်လိုမျိုးလဲဆိုတော့အာဒီနေရာတစ်ခုရောက်ဖို့အတွက်ဝင်ခွင့်ပေးပြီးတော့အစင်းပေးထားလို့ပြောမျိုးပေါ့နော်။ ပြောရရင်တော့ဒီနေရာရောက်ဖို့ဖွယ်ထားတဲ့သဘောမျိုးပေါ့။ coupon qualifier ကျတော့အဲ့လိုမျိုးမဟုတ်ဘူး။ coupon qualifier ကဘယ်အသိမဆိုဝင်ပြီးတော့ရှင်ပြန်တခါလို့ရတဲ့ system တစ်ခုဖြစ်ပါဘူး။ pressure system တော့အများဆုံးအဖြစ်အခု Indonesia နဲ့ Philippines မှာအများဆုံးသုံးတာကိုတွေ့ရပါတယ်။ဒါဒီ MPO တွေကဘယ်လိုမျိုးလဲလို့ဆိုတော့ regular season တွေပြီးရ playoff stage တွေပြီးတော့ဆော့ကြရဖြစ်ပါတယ်။ regular season မှာဆိုရင်အပတ်စဉ် ဒီလိုတက်နဲ့ဆော့ကြတာပြီးတော့အစီအပောင်း6ဘက်လောက်ကနေ7ဘက်လောက်ထိဆော့ကြတာပေါ့နော်အဲ့ဒီမှာအပွဲတိုင်းကတစ်ခါကြီးပြေဆောင်ရှင်ပြန်ကြတာမျိုးဖြစ်ပါတယ်အများဆုံးအဖြစ်နဲ့ passive 3ရှင်ပြန်ကြတာဖြစ်ပါတယ်ပြီးတော့အဲ့ကနေပြီးအမှတ်တွေရပြီးတော့အမှတ်အများဆုံး6တင်းက major playoff stage ကိုတက်ခဏရတာဖြစ်ပါတယ်အဲ့ပြီးဒီ playoff stage မှာတော့ဒီ double elimination format နော်ဒါကလည်းဆိုကြတော့အပေါ်မှာရှုံးသွားရင်အောက်မှာ lower bracket အနေနဲ့ဆက်ပြီးရှင်ပြန်ပြီးတော့ အဘဘရကတ်မှာကျော်နိုင်ငံချင်းချင်းပြင်မယ်ပြီးတော့အဘဘရကတ်မှာအဆောင်ချန်ပီယံဖြစ်တဲ့အတင်းနဲ့လိုဘရကတ်မှာချန်ပီယံဖြစ်တဲ့အတင်းက Grand Final ရဲ့အနေနဲ့ချန်ပီယံရတာဖြစ်ပါတယ်ဒီကဆိုရင်တော့ရန်ဖီယာရဲ့အလုပ်လုပ်ပုံကိုနည်းနည်းတော့နားလည်သွားမယ်လို့ထင်ပါတယ်ဆိုတော့ဆက်ပြီးတော့ရန်ဖီယာရဲ့ history အကြောင်းကိုနည်းနည်းလေးပြောကြရအောင်မြန်မာစကားကုနဲ့မှာမွန်ထွန်းကပထမဆုံး MPL Season 1တွေကိုအင်ဒိုနီးရှားမလေးရှားနဲ့စင်ကာပူတွေမှာစပြီးချင်းပါခဲ့ပါတယ် ်။2018မှာတော့ဒီဖိလစ်ပိုင်နဲ့မြန်မာနိုင်ငံမှာပထမဆုံး MPL တွေကိုတိုးရှိပြီးကျင်းပလာခဲ့ပါတယ်။ပထမဆုံးနိုင်ငံတွင် MPL Season 1 Champion တွေကတော့ MPL ဖိလစ်ပိုင်မှာဆိုရင်နောက်ပိုင်း Brand Export နဲ့တန်သွားတဲ့ Ultimate အပြင်လည်းပြီးတော့ဒီ Indonesia မှာဆိုရင် Team NXL နဲ့ MPL မြန်မာမှာဆိုရင်တော့ Bamish Group အပြင်နေရာနိုင်ငံတွင်ပထမဆုံး Champion တွေဖြစ်ခဲ့ပါတယ်။နောက်ဆက်ကုနေကမှာ MPL Indonesia ပြည်ဝင် franchise အဖြစ်ကျောင်းသွားပြီးတော့ Saudi Arabia မှာပထမဆုံး franchise eSport League တစ်ခုဖြစ်လာခဲ့ပါတယ်။ Mobile Legends Development League လို့ခေါ်တဲ့ MDL ကိုလည်းကျင်းပခဲ့ပြီးတော့ဒီ Young Player တွေအတွက်ရွေးချယ်ကြတဲ့ခုဖြစ်ခဲ့ပါတယ်။2021ခုနှစ်မှာတော့ MDL Philippines ကလည်းဒီ Franchise Model ကိုအသုံးပြုလာခဲ့ပါတယ်။ပထမဆုံးစီးပြင်ပမှာကျင်းပခဲ့တဲ့ MDL က2021ခုနှစ်ဇွန်လမှာကျင်းပခဲ့တဲ့ MDL Brazil ဖြစ်ပါတယ်။ပြီးတော့ကမ်ဘောဒီးယားမှာလည်း MPL ကို Smart Asia ကနေပူးပေါင်းပြီးတော့ရှင်းပါခဲ့ပါတယ်။မြောက်အမေရိကရဲ့ပြီးတော့အရှေ့လယ်ပိုင်းနဲ့မြောက်အာဖရိကနိုင်ငံတွေမှာတော့ MPL မဟုတ်ဘဲနဲ့ regional qualifier အနေနဲ့ပဲဒီ MOA championship ထဲကိုဝင်လို့ရအောင်ပြန်ခဲ့ကြပါတယ်။ MPL season တွေရကနာမည်ကြီးတဲ့ champion တွေဆိုရင် Indonesia မှာ Onyx Sport RRQ Esports Legend စတဲ့ champion တွေရှိပြီးတော့ Philippines နိုင်ငံမှာဆိုရင် Ultimate Athens နဲ့ Blade International ပြီးတော့ RSF PH စတဲ့အသင်းတွေက champion တွေဖြစ်ခဲ့ကြပါတယ်။ Okay ဆိုတော့ဆက်ပြီးတော့ဒီ MPL မြန်မာအကြောင်းလေးကိုနည်းနည်းဆက်ပြီးပြောကြရအောင်။ MPL မြန်မာကဒီ2018ခုနှစ်မှာ စပြီးတော့မွန်ထွားအနေနဲ့မြန်မာနိုင်ငံမှာကျင်းပပေးခဲ့ရပါတော့။ပထမဆုံးအနေနဲ့ဒီ Barmish Go အတင်းကြီးဖြစ်ကြတော့ Claw Esport, Rune Esport, Mongolia စတဲ့အတင်းကြီးအားလည်းပါဝင်ရှင်ပြန်ကြကြပါရစေ။ပြီးတော့ Champion အနေနဲ့တော့ Barmish Go ရရှိသွားခဲ့တယ်ပေါ့။ဒါပေမဲ့ဒီ MPL မြန်မာက2020နိုဝင်ဘာလထဲမှာဒီ COVID-19 အခြေအနေကြောင့်ကျန်လာခဲ့ရပြီးတော့နောက်ပိုင်းမှာလည်းအခြေအနေရရကြောင့်အာမြန်မာနိုင်ငံမှာ MPL ကဆက်ပြီးတော့မရှိတော့ဘူး။ဒါပေမဲ့ဒီ2025ခုနှစ် match လာရမှာတော့ ် MPL မဟုတ်ဘဲနဲ့ Malaysian Super League MSL မြန်မာအနေနဲ့ပြန်လည်ပြီးရရှိလာခဲ့ပေါ့ဗျာအာ MSL season 1မှာတော့ Yangon Gladiators နဲ့ Medicineer ကနောက်ဆုံး final မှာတွေ့ခဲ့ပြီးတော့ Medicineer champion ဖြစ်ခဲ့ပါတယ်ခင်ဗျာအဲ့တော့ MPL အကြောင်းအချင်းချုပ်ပဲဖြစ်ပါရဲ့ဗျာဒီကြီးအရှိပေးပြလို့သူတက်ရှင်ကြီးအောင်ခြေစစ်တင်ပါရဲ့နောက်ဗီဒီယိုမှာပြန်ကြည့်ကြပါမယ် Adios